မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်ကိုဖန်ဝရန်ထုတ်ဖို့ပြင်ဆင်နေတဲ့ ICC တရားရုံးရဲ့လုံရက်များမှားရွေးနေပြီလို့ကြံဖို့ဥက္ကဋ္ဌခင်ကြီးထွက်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဖိလစ်ပိုင်တမရဟောင်းဒူတာတေးကို ICC တရားရုံးကဖမ်းဆီးစစ်ဆေးမှုမင်းအောင်လိုင်နဲ့နေပြည်တော်မှာပို့ချုပ်များထိတ်လန့်တုံလုံးနေရလို့သိရပါတယ်။အကြံဖက်စကောင်ဆောင်မင်းအောင်လိုင်ကိုဖန်ဝရန်ထုတ်ဖို့ပြင်ဆင်နေတဲ့အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ရဲ့လုံရက်မှာမှားရွေးနေကြောင်းကြံဖို့ဥက္ကဋ္ဌခင်ကြီးကထွက်ပြီးပြောဆိုလာပါတယ်။ ်မနေ့က ICC တရားရုံးရဲ့လုံရက်တွေးပေါ်စံဖုံးဥက္ကဋ္ဌခင်ရဲ့တုံသက်ချက်ဗီဒီယိုကိုစစ်တပ် lobby Telegram channel တွေမှာတစင်ထုတ်ပြန်လာပြီးအဲ့ဒီတုံသက်ချက်ဗီဒီယိုမှာစံဖုံးခင်ကဖိလစ်ပိုင် သမရဟောင်းဒူတာဒေးကိုဖမ်းဆီးတရားစွဲဆိုစစ်ဆေးနေတဲ့ ICC တရားရုံးရဲ့လုံရက်တွေကနိုင်ငံတကာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါတဲ့မှားယွင်းတဲ့လုံရက်တွေဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုလာပါတယ်။ ဖိလစ်ပိုင်သမ္မတဟောင်းမစ္စတာဒူတာတေကို Green Against Humanity လို့ခေါ်တဲ့ဆွဲချက်နဲ့ International Criminal Court ICC ရုံးချုပ်ရှိတဲ့ဒီဟိတ်ကိုခေါ်ယူပြီးတော့အဲ့ဒီမှာကြိုတင်တရားစီရင်လုပ်ငန်းတွေဆောင်ရွက်နေခဲ့တဲ့ကာလဖြစ်ပါတယ်။ကနေ ICC ရဲ့တရားရေးဆိုင်ရာလှုပ်ရှားမှုခွင့်ဆက်တွေကိုလေ့လာကြည့်တဲ့အခါမှာကျွန်တော်ဒီကြားလေ့လာကြည့်တာမှာနံပါတ်၁သူ့ဖွဲ့ဝင်မဟုတ်တော်တဲ့နိုင်ငံမှာသူကသွားပြီးတော့တရားရေးရာရာအကျိုးသက်ရောက်မှုရအောင်ယူရဲဆိုတာဒါကမှားနေတယ်။ဒီလိုမှားယွင်းခြင်းကသက်ဆိုင်ရာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုထိခိုက်စွာ ကားတာဖြစ်သလို ICC ရဲ့မှားယွင်းတဲ့လုံရဲ့အဖြစ်ကမ္ဘာမှာမှတ်တမ်းတင်သွားနိုင်တာပေါ့လို့ဂျန်ဖွန်ဥက္ကဋ္ဌခင်ကြီးကပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့မူရင်းစေဝါတိုက်ဖြတ်ရေးအမြင်ခံပြီးလူအများများတပ်ဖြတ်ခဲ့တဲ့ယာစွေမှုဆိုင်ရာဆွဆွဲချက်တွေနဲ့နိုင်ငံတကာယာစွေတရားရုံး ICC ကဖမ်းဝရမ်းထုတ်ထားတဲ့ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးကိုဖိလစ်ပိုင်ဆိုရကမလ17ရက်နေ့မှာဖမ်းဆီးပြီးနယ်သာလန်နိုင်ငံဒီဟိတ်မျိုးကိုပို့ဆောင်နိုင်ခြင်းဖြစ်ကအခုအခါ ICC တရားရုံးကစစ်ဆေးမှုတွေလုပ်ဆောင်နေပြီဖြစ်ပါတယ်။ကျန်းဖို့ခင်ကြီးကနိုင်ငံတနိုင်ငံမှာတရားဥပဒေစိုးမိုးရေးဆောင်ရွက်ရတဲ့အတွက်လူခုရည်ထန်အတူညီမျှရေးနဲ့တစ်ဖက်သက်စဉ်းစားလို့မရပဲတရားဥပဒေစိုးမိုးရေးနဲ့အချုပ်အခြာအာဏာကိုလည်းဆောင်ရွက် ွက်ချင်းတို့ကြည့်ရှုရန်လိုအပ်ကြောင်းသုံးသပ်ပြောဆိုပါတယ်။ကမ္ဘာအင်အားကြီးနိုင်ငံတွေအင်အားကြီးအဖွဲ့အစည်းတွေကလူအခွင့်အရေးဓာတ်တူညီမျှမှုတို့ကိုအဓိကထားပြောနေသလိုတစ်ဖက်ကလည်းနိုင်ငံတကာနိုင်ငံရဲ့အချုပ်အခြာအာဏာနိုင်ငံတကာနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်နေရတဲ့အချက်ကိုချိန်ထိုးကြည့်ရှုဖို့လိုတယ်လို့ကျွန်တော်မြင်နေတယ်။တစ်ဖက်သက်စဉ်းစားလို့တော့အပြစ်မမီရဘူး။ကနေအာမနာနဲ့ပြောရလို့ရှိရင် ICC ရဲ့ဆောင်ရွက်ချက်တွေကကျွန်တော်လေ့လာကြည့်သလောက်အာဖရိကနဲ့အာရှပေါ်မှာအကျိုးသက်ရောက်မှုရှိပြီးတော့အချို့နိုင်ငံတွေပေါ်မှာအကျိုးသက်ရောက်မှုမရှိဘူး။ double standard ဖြစ်နေတာပေါ့ လူတစ်မျိုးမလူတစ်မျိုးဖြစ်နေသလားလို့လည်းသုံးသပ်မှာဖြစ်တယ်လို့ဆိုပါတယ်။ မလ17ရက်နေ့ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတင်းကို ICC တရားရုံးကိုဖမ်းဆီးပို့ဆောင်ခဲ့မှုတဲ့တင်ကာ ICC တရားရုံးကဖမ်းဝရမ်းထုတ်ဖို့ပြင်ဆင်နေတဲ့မြန်မာနိုင်ငံမိသားစုပေါ်တရားမှုတွေရှိခဲ့ပြီး ICC တရားရုံးကဖမ်းဝရမ်းထုတ်ရင်ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံကအစီရင်ခံစာတင်ပြခိုင်းမှုတွေရှိကြောင်းဖိလစ်ပိုင်သမ္မတဟောင်းကို ICC တရားရုံးကဖမ်းဆီးခဲ့မှုကမြန်မာနိုင်ငံနေပြည်တော်မှာပို့ချုံများအကြားထိန်လန့်ဆိုရင်တုံ့လုံမှုတွေဖြစ်ပေါ်လျက်ရှိကြောင်းသိရပါတယ်ဆက်လက်ပြီးတောင်ခန်းရှိစခန်းအချို့ကိုလက်လွတ်ခဲ့ရတော့လေဆက်လက်ခုခ ံသွားမယ်လို့ TNL ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တောင်ခမ်းရွာရှိတက်စကန်တချို့ကိုလက်လွတ်ဆုံးရှုံးခဲ့ရတော့လဲဆက်လက်ခုခံသွားမှာဖြစ်ပြီးနောက်ဆုတ်ဖို့မရှိကြောင်း TNL မြေပြင်ရဲဘော်တအုပ်ကပြောပါရယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှစတင်ပြီးစစ်ကောင်စီတပ်ကတောင်ခမ်းဘက်ကိုပြန်လည်ထိုးစစ်ဆင်ခဲ့တာကြောင့်နောင်ချုံနယ်ပြည်ဦးနယ်မြို့ကြားရှိရွာနယ်နေရာချို့ကို TNL ဘက်ကလက်လွတ်ဆုံးရှုံးခဲ့ရပါရယ်။စစ်တပ်ဘက်ကထိုးစစ်လာတာဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့လည်းအတက်နိုင်ဆုံးခုခံနဲ့ပြန်ဆုတ်တာတော့မရှိဘူး။ပြီးခဲ့တဲ့တပတ် 406တိုင်းရင်အနီးစခန်းကနားရိုးရာဘက်ကိုစစ်ကောင်စီထိုးစစ်လုံလာလို့နောက်ဆုတ်ပေးတာရှိရဲဒါပေမဲ့လည်းလုံးလုံးနောက်ဆုတ်ပေးတာမျိုးမရှိဘူးကျွန်တော်တို့မနိုင်ရင်ခဏနောက်ဆုတ်လိုက်တဲ့တရက်နှစ်ရက်ကြာရင်ကျွန်တော်တို့ဘက်ကပြန်ပြီးထိုးစစ်လုပ်တယ်လို့မြေပြင်စစ်ရေးတရင်အရင်မြေတောင်ကပြောပါတယ် ဒါအပြင်မလ14ရက်မှာအုံမတီနယ်တောင်ခမ်းရွာကြားရှိတောင်ရှိချင်းရွာမှာစစ်ကောင်စီနဲ့ TNL တပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်မှအစိမ့်ငွေပုံအတုံးပြတိုက်ခိုက်ခဲ့မှုတွေလည်းရှိပါတယ်။အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီကအစိမ့်ငွေပုံကျဲတိုက်ခိုက်မှုတွေကြောင့် TNL ရဲဘော်စေဦးကန်ကမူးမိအော့အံမှုတွေဖြစ်ပွားခဲ့ပြီးစစ်ကူတာမှုခံယူနေကြောင်းသိရပါတယ်။ဒါအပြင်မလ14ရက်မနက်စင်နိုင်ကမှာစစ်ကောင်စီကနောင်တော်အုပ်စုရာပြင်ရွာအနီးရှိကြံခင်းအတွင်ကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံမျိုး မီ3ဒေဆောင်ပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်တောင်ခန့်ကျေးရွာတွင်နှစ်ဖက်တည်းများအကြာထိတွေ့တိုက်ပွဲဖြစ်ပွားနေမှုမှာ၅လကျော်ကြာမြင့်နေပြီဖြစ်ပြီးအဆိုပါကျေးရွာအနီးရှိအင်ဂျီ300ကျော်ရှိတဲ့အုံမတိကျေးရွာမှာအင်ဂျီ200ကျော်မီးလောင်ပျက်စီးခဲ့တဲ့အပြင်ကြံဆိုင်ခင်းအေကာ1000ကျော်ကိုလည်းစစ်ကောင်စီကမီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံတွေမှစုံစမ်းသိရှိရပါတယ် ဘသူမှလည်းမပြန်ရဲဘူးတိုက်ပွဲကဆက်ဖြစ်နေတာဒီနေ့ပဲအသက်မကြာတော့တာပြီးခဲ့တဲ့ရက်တွေဆိုရင်နိနေညညတနေ့ကုန်တိုက်ပွဲဖြစ်နေတာမလ16ရက်နေ့မှလည်းရွာပြန်တဲ့ဒေသခံနှစ်ဦးတနက်နဲ့ပြစ်ခတ်သည်တဲ့ပလောင်စစ်သားတွေဖြစ်တာလို့ပြောတဲ့တိုက်ပွဲဖြစ်လို့အဲ့ဒီဘက်ကိုပလောင်စစ်သားတွေကပေးမသွားဘူးဒီတဲ့ရင်ကဘသူမှမသိဘူးလို့အုံမတိယာကံမျိုးသားတောင်ကပြောပါတယ် အဲဒီလို TNL စစ်သားတွေကတနက်နေ့ပြခတ်ခဲ့မှုကြောင့်အုံမတင်းရွာလန်းခွဲနီးဦးအိုင်မြင့်နဲ့ဦးထွန်းအောင်တို့ကခြေထောက်မှာဒဏ်ရာရရှိခဲ့ကြောင်း၎င်းကစက်ပြောပါတယ်။ဒါပြင် စကောင်စင်ကမလ16ရက်ညနေ9နာရီကမှနောင်ချုံမြို့ရှိစင်ရတနာပရိယတိစာတင်တိုက်ကိုပုံကျဲတိုက်ခတ်ခဲ့မှုကြောင့်တန်ငါ6ပါအပါဝင်10ဦးခန့်သေဆုံးပြီး18ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ပုံကျဲပြီးရနောက်အသွာလာသိမရှိတော့ဘူးမနက်အစောပိုင်းလူစီတဲ့နေ့လေဆိုရင်လူမရှိတော့ဘူးတချို့ကတော့ထွက်ပြေးကုန်တဲ့အိမ်မမနေရဘူးဘယ်အချိန်ပုံလာကြမှန်းမသိ ဘူးစတက်ကဘုံကြီးเจ้าနေကိုပါကျဲတော့ဘယ်နေရာမှမလုံခြုံတော့ဘူးဒါကြောင့်ကျွန်တော်တို့လည်းမျိုးနဲ့ဝင်ရခဏရှောင်ထားတယ်ဒီနေ့မျိုးတဲ့အခြေအနေတော့မတရားသေးဘူးဖုန်းလိုင်းလည်းမရှိဘူးလို့နောင်ချုံမျိုးကံမျိုးသားတောင်းကပြောပါတယ်နောင်ချုံမျိုးကို DNL ထိန်းချုပ်ပြီးရဲ့နောက်ပိုင်းစစ်ကောင်စီကနေเจ้าအုံပြုပြီးဘုံကျဲတိုက်ခတ်မှုတွေကိုမကြာခဏပြုလုပ်တာကြောင့်တန်ဃာတော်တွေပါဝင်အရက်သားတရားနီးပါးတည်ဆောင်းခဲ့ကြောင်းဒေသခံနေစီမှသိရပါတယ်